ဟုတ်ကဲ့ပါတကြံတက်နေမဲဆောက်မြို့ကနေမြမပြည်သားတို့ကအခုလိုပြောလိုက်တာပါကျွန်တော်တို့နိုင်ငံမှာငလျင်လုံနေတော့ကျွန်တော်တို့စိတ်မကောင်းမျိုးစွာစိတ်မကောင်းဖြစ်ရတာပေါ့နော်ကျွန်တော်တို့ထိုင်းနိုင်ငံရောက်ရှိနေတဲ့အချိန်မှာထိုင်းနိုင်ငံသူ့ရဲ့ရိုးရာဟုတော့ကျွန်တော်တို့လာရောပြီးတော့ကျွန်တော်တို့ကြော်ရွှင်နေရတယ်ပေါ့နော်အဲဒီနေ့ပြောချင်တာကတော့ကျွန်တော်တို့နိုင်ငံကြီးမြန်မာအေဂျင့်ပါတီလို့ပြောချင်ပါတယ် အဲမင်းအွန်လိုင်းသာအာနာမသိမ်းခဲ့ရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံဒီနှစ်မှာအရန်ပျော်ရှင်ရတဲ့နိုင်ငံလို့တော့ထင်ပါတယ်ဒါပေမဲ့ငလင်ကြီးရလာတော့ကက်ဆိုးကြီးရလာတော့မင်းအွန်လိုင်းကနဂိုရီးယားဆိုးပါတယ်ဆိုမှအာနာရှင်ရဲ့အဆိုးတွေကိုကြုံတွေ့ရတဲ့ငလင်ကြီးပါထက်ခံသားနေတော့ပြည်သူတွေများစွာစိတ်မကောင်းဖြစ်ရပါတယ်ဒါကြောင့်လည်းပဲတကြံကာလမှာငလင်ဘေးတင်သူတွေအတွက်အလူငွေကောက်ခံတာဆူတောင်းမြစ်တာ ပို့တာဓာတ်တွေကိုလည်းပြုတ်လုပ်ခဲ့ကြတယ်လို့ဆိုပါတယ်ဒီငလင်အကြောင်း ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေတို့တို့မြေမြားကစင်မကောင်ဖြစ်နေရတဲ့ကာလလေးဖြစ်တယ်သူတို့တွေငွေကြေးတွန်တယ်သူတို့တွေခန်းဆိုင်ချက်တွေကိုကျွန်တော်တို့ဒီနိုင်ငံတကာရောက်နေကြတဲ့ဒီမြန်မာနိုင်ငံသားတယောက်အနေနဲ့သူတို့နဲ့ထပ်တူခန်းဆိုင်ရတယ်ဒီကြံကာလဖြစ်တဲ့ခါကျတော့နိုင်ငံတကာရောက်နေကြတဲ့ကျွန်တော်တို့ရွှေပြောင်းကြီးကွန်မွန်မားတွေနဲ့လည်းဒီကိုနေကိုဟာနဲ့အကောင်းဆုံးကိုတော့သူတို့ဒီကြံကာလကိုဖြစ်တန်းကြတယ်ဖြစ်တဲ့ဖြစ်တဲ့ကာလမှာလေကျွန်တော်တို့သတိထားမိတာက ဒီဘာသာရေးပွဲတော်ဝေးလုံးလုံးတရားပွဲတော်ဝေးလုံးလုံးအဲ့လိုလုပ်တဲ့ကာလမှာကိုမြန်မာနိုင်ငံလည်းရန်ကြောင်းဒီဆူရှင်သွားကြတဲ့ရဟန်းတန်ဃာတို့တွေကလေးငယ်တွေပြည်သူတွေဆောက်ဦးတွေပြည်စုရှုပ်ထုတ်ကြတဲ့သူတွေအတွက်ဒီဆူတောင်းတာတွေအလုံးကြီးကောက်ခံတာတွေနိုင်တဲ့ဘက်ကအကူအညီလှုပ်ရှားမှုတွေရှိတယ်ပေါ့နော်အလားတူပဲကြံအတက်နှစ်ပွဲတွေကိုမဲဆောက်မျိုးတစ်ဖက်ချမ်းထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းကတိကတိကြီးရွာမှာလဲပြုတ်လုံနေကြပါတယ် ီတို့ကတော့ပထောင်လာပွင့်တဲ့စစ်စေတာနဲ့ရင်းဖွဲ့ပဲဖြစ်ပါလေရှင်။ခေါ်ပြနေပုဂံရဲ့ကြီးလောဘလောဘာရန်ဘုရားဘာကြေးဒီကြေးဘာဘာလာခွဲတာတကယ်ကဲမနော်တကယ်လေခွဲရမ်းလိုက်မနော်အခုကပြီးပြီဆိုတော့အဆိုတလားအဆိုအလားတူနစ်ဆန်တရဲ့နေမှာလဲတက်ကြီးပူဇော်ပွဲတွေအန်ရကင်းပရိယုတ်ပွဲတွေစတဲ့ကုသိုလ်ပြုပွဲတွေကိုပြုလုပ်ကြဖို့ ပြင်ဆင်နေကြပါပြီခင်ဗျာကျွန်တော်မောင်တူပါ